ဒါလေးပေါ့နော်ပွဲမှာပေပါလေးတစ်ခုတက်ထားတွေးလို့ပေါ့နော်။သူကဘာလဲဆိုတော့သူကဒီမျိုးသမီးငယ်လေးကအဲ့လိုမျိုးတွေးရန်ဆင်းနေပေါ့နော်။ဒီမန်နိုရယ်ဂျီယာပေါ့တွေးရန်ဆင်းပြီးတော့ဒါဆင်းရောက်လာတဲ့ခါကျတော့သူကဒီ OG နဲ့ပဲပြနေတယ်။ဒါပေမဲ့တကယ်တမ်းသူဖြစ်နေတာ hypothyroid ဒီ thyroid hormone ကြောင့်အဲ့လိုမျိုးဒီတအိမ်မှာရော တွေးစင်တာတွေများတာဖြစ်တတ်တယ်ပေါ့နော်ဒါလေးကိုတော့ highlight ပြောသွားတာပေါ့နော် paper လေးထုတ်ပြီးတလူတလူတွေးတယ်ပေါ့ဟုတ်ပါတယ်သူက thyroid hormone နဲပြီဆိုရင်တော့သူကမဖြစ်လဲဆိုတော့သူကစိတ်တက်ကြတယ်နှုံးနေเนาะပြီးရင်သူက weight တက်လာတယ်အေးတယ်ပေါ့နော်ချမ်းလွယ်တယ်ပေါ့နော်တုံတောင်ဆိုရင်သူများမအေးဘူး ကျွန်တော်ဆိုလဲပူနေတယ်ကွာအဲတော့မြေတိမြေတိုင်းထုတ်ထားအတွက်သူကတော့ရန်အေးတွေတယ်အဲရန်အေးတောင်းတောင်းအကွန်လေးတော့သူမခံနိုင်ဘူးပေါ့နော်အဲအဲ့လိုမျိုးဖြစ်တယ်တော့သူကနောက်တစ်ခါမှလဲဆိုတော့အစီတွေများလာတယ်နော်နောက်တစ်ခါမှလဲဆိုတော့ဝမ်းချုပ်လာတဲ့လူကတွေးရနေလာတယ်ခုနပြောလို့ပေါ့နော်နောက်ဆက်တွဲအဲ့လိုမျိုးအသားကြီးချောက်တယ်စမင်းကြီးကျွတ်လာတယ် အဲ့ဒါဟော်မုန်းရဲ့ပြဿနာနောက်ပြီးတော့အဲ့လို weak ဖြစ်တယ်ပြီးကြွက်တက်တယ်เนาะ cramp ဖြစ်တယ်ပြီးရင်ခုနပြောလို့ခုနပြောတဲ့ကလေးမရဘူးတို့เนาะအာအဆုံးနေပြီတို့အမှန်အဲ့ဒါ thyroid ကိုစစ်ကြည့်လိုက်အဲ့လို main ကလေးတွေပေါ့เนาะ main ကြီးကလေးတွေပေါ့เนาะအတန်နဲ့ပြောင်းလာတယ်ပေါ့เนาะ host voice လို့ခေါ်တယ်အတန်ညက်နေနေ autonomous ဖြစ်လာတာမျိုးတွေเนาะအဲ့အဲ့လိုမျိုးလေးတွေပေါ့ဒီ endocrine မှာလဲသူကအဲ့ prolactin anemia လို့ခေါ်တယ်အဲ့ဒါကြီးကလဲသူက ဟော်မုန်းကိုလည်းတော့ထွက်စီတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲအဲ့လောက်အဲ့လောက်လေးနဲ့နားလည်ရင်တော့ရတယ်ပရိုလက်တင်ဆိုတဲ့ဟော်မုန်းထွက်စီတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကြာလိုက်ရင်တော့ဘာဖြစ်လဲဆိုတော့ဒီကော်တီဇောမှာသွားပြီးတော့ပြဿနာတွေပေါ့နော်ကျွန်တော်ပြောလို့ကော်တီဇောဟော်မုန်းပြဿနာတွေအများကြီးရှိတယ်နော်အဲ့လိုမျိုးဆိုတော့ဟိုအဓိကသိသိချင်တာကမျိုးသမီးနဲ့ပတ်သက်တဲ့ယောဂါတခုဖြစ်တယ်ကုနေတယ်တိတ်မတက်တာလို့ဆိုရင် target ကိုတစ်ချက်စစ်ကြည့်ပါနော်အဲ့တော့အဲ့လိုလေဟိုက်ပိုတိုင်ရိုက်ဖြစ်နိုင်နေပေါ့နော်တိုင်ရိုက်ကအဲ့လိုမျိုးတခါကျတော့လက္ခဏာကမတူဘူးတခါကျတော့နှလုံးခွင်ကြံကနှေးနေတာမ အရင်မြန်ပြီးတုံနေတော့တရက်ကတိတာတယ်ဟိုက်ပိုကမတိမတာလေဟိုက်ပိုဝင်လာကြတော့မတိဘူးမတိတဲ့ခါကျတော့ခန္ဓာကိုယ်မှာပြနေတာတော့တခြားဟာပေါ့နော်ဒီဒီ OG ပေါ့ဒါပေမဲ့တကယ်ဖြစ်နေတာဒါအကြောင်းဖြစ်နေတာမျိုးတွေလေဒါစိတ်ပညာရဲ့ဒါအချက်လက်လေးတွေပေါ့နော် tip လေးတွေပေါ့နော်အဲ့လောက်လေးသိရင်ဟိုအကျိုးရှိမယ်လို့ယူဆပါတယ်နော်